လာမယ့်ရွေးကောက်ပွဲကိုနေမြေဒေတာအခြေအနေအရကန့်သက်ချက်ရှိတဲ့နေမြေတွေကလွဲပြီးတိုင်းဒေတာကြီးနဲ့ပြည်နယ်တွေအားလုံးမှာဦးစားပေးအစီအစဉ်အတိုင်းအပိုင်းခွဲပြီးကျင်းပဖို့ရထားတယ်လို့ပြည်သူ့ရွေးကောက်ပွဲကော်မရှင် UEC ကပြောပါရယ်။2025ခုနှစ်ဒသမလအတွင်းကျင်းပဖို့ရထားတဲ့ထွေထွေရွေးကောက်ပွဲမှာမြေတိတိုင်းဒေတာကြီးနဲ့ပြည်နယ်တွေမှာကျင်းပသွားဖို့စီစဉ်ထားပါတယ်ဆိုတဲ့မေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားရမှာ UEC ကအထပ်ပါအတိုင်းထည့်သွင်းဖြေကြားထားတာဖြစ်ပါရယ်။ နေမြေဒေသအခြေအနေအရကန့်သက်ချက်ရှိတဲ့နေမြေတွေကလွဲပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်အလုံးမှာဦးစားပေးအစီအစဉ်အတိုင်းအပိုင်းခွဲပြီးကျင်းပဖို့ရထားပါတယ်။ကျင်းပမဲ့ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပဖို့ရထားပြီးအပိုင်းအလိုက်ရွေးကောက်ပွဲကျင်းပမဲ့ရက်တွေကိုသတ်မှတ်ပြီးမှဖြစ်ပါတယ်လို့ UEC ကပြောပါတယ်။2025ခုနှစ်ဒသမလအတွင်းကျင်းပမဲ့ရွေးကောက်ပွဲမှာအရင်ကျင်းသုံးခဲ့တဲ့မဲအများဆုံးရသူအနိုင်ယူစနစ် FBTP နဲ့အချိုးကျကိုစားပြုစနစ် PR နှစ်မျိုးလုံးအသုံးပြုဆောင်ရွက်သွားမှာဖြစ်ကြောင်း UEC ကပြောပါရယ်။ မြို့နယ်ပေါင်း330အနက်မြို့နယ်ပေါင်းဘလောက်မှာရွေးကောက်ပွဲကျင်းပဖို့ရှိပါတယ်လဲဆိုတဲ့မေးမြန်းမှုကိုရွေးကောက်ပွဲကျင်းပမယ့်ရက်ထုတ်ပြန်ကြေညာပြီးတဲ့အချိန်မှာဖြစ်ပေါ်လျက်ရှိတဲ့နေမြေဒေသလုံခြုံရေးအခြေအနေအရရွေးကောက်ပွဲကျင်းပနိုင်တဲ့မြို့နယ်တွေမှာဆောင်ရွက်သွားမှာဖြစ်ပြီးမကျင်းပနိုင်တဲ့နေမြေတွေကိုလည်းထုတ်ပြန်ကြေညာပေးမှာဖြစ်ပါတယ်။ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ရဲ့လက်ရှိစီးရင်စရာတွေအရမြို့နယ်ပေါင်း268မြို့နယ်မှာကျင်းပဖို့ရှိပါတယ်လို့ပြန်လည်ဖြေကြားထားပါတယ်။လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူ့လွတ်တော်မြို့သားလွတ်တော်နဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်လွတ်တော်တွေအတွက်မဲထည့်ရမယ့်စနစ်နဲ့ပတ်သက်ပြီးအရင်ကျင့်သုံးခဲ့တဲ့မဲအများဆုံးရသူအနိုင်ယူစနစ်အတွက်အဖြစ် FPTP နဲ့အချိုးကျကိုစားပြုစနစ် PR နှမျိုးလုံးအသုံးပြုဆောင်ရွက်သွားမှာဖြစ်ပြီးသက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေနေဥပဒေတွေပြဋ္ဌာန်းထုတ်ပြန်ပြီးပါကအသေးစိတ်သိရှိရမှာဖြစ်ကြောင်း UEC ကပြောပါရယ်ပြောင်းလဲကျင့်သုံးမဲ့ရွေးကောက်ပွဲစနစ်နဲ့အညီ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာသက်ဆိုင်ရာလွှတ်တော်အလိုက်မဲဆန္ဒနေတွေကိုသတ်မှတ်ပြီးမှဖြစ်ပြီးနိုင်ငံရေးပါတီတွေရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်နိုင်ရေးဆောင်ရွက်သွားမှာဖြစ်ကြောင်းပြည်သူတွေအနေနဲ့လည်းမဲဆန္ဒနဲ့အလိုက်သတ်မှတ်ထားတဲ့မဲယုံတွေမှာမဲပေးနိုင်မှာဖြစ်ကြောင်းယူရီစီကပြောပါရယ်။ဒါ့အပြင်ပြောင်းလဲကျင့်သုံးမဲ့ရွေးကောက်ပွဲစနစ်နဲ့ကိုက်ညီမဲ့သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေနေဥပဒေတွေပြဋ္ဌာန်းထုတ်ပြန်နိုင်မှုဆောင်ရွက်လျက်ရှိကြောင်းနဲ့ရွေးကောက်ပွဲကျင်းပမဲ့မဲဆန္ဒနယ်တွေအလိုက် တမတ်လွတ်တော်ကိုယ်စားလှယ်တွေကိုရွေးချယ်နိုင်မှာဖြစ်ပြီးဥပဒေပြဋ္ဌာန်းပြီးပါကအသေးစိတ်သိရှိရမှာဖြစ်ကြောင်းယူရီစီကပြောပါရယ်